ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်ကဖုန်တခုမင်္ဂလာပါ။အော်ဒီယိုပိုင်းစွန်နိုင်ကနေကြိုဆိုပါရစေ။ဒီကမှာတော့ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်ကဖုန်တခုတယောက်ကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဖြစ်သွားတာကတော့ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်ပန်းချံလန်းစမ်းကြောင်းမြောက်ရွက်ကွက်မှာရှိတဲ့အားချောင်းကချင်ရိုးရာစားစာဆိုင်မှာ2025ခုစက်တင်ဘာလ9ရက်နေ့နေ့လယ်7:00နာရီကျော်လောက်ကဖြစ်ပွားခဲ့တာပါ။ဒီ ဖုန်းခေါ်တဲ့ကောင်လေးနဲ့စာရှင်နဲ့ဆိုရင်အသက်ချင်းတောင်မှအရန်ကြီးကွာဟမနေတော့ပါဘူးစာရှင်ညီမလေးဆိုလည်းလူငယ်လူရွယ်လေးတယောက်ဖြစ်တယ်လို့ဆိုင်မှာရှိတဲ့ဝန်ထမ်းကလေးတွေကလည်းအားလုံးလိုလိုလူငယ်လေးတွေဖြစ်နေတာမြင်တွေ့ရပါတယ်ခိုးသွားတဲ့ကောင်လေးရဲ့ရုပ်ရည်ကြည့်ရတာကတော့အရန်စင်းရဲ့ငတ်မုတ်ပြီးဘလို့မှမတတ်နိုင်လို့ခိုးစားရတာပါဆိုတဲ့ပုံမျိုးပေါက်မနေပါဘူးခိုးနေကြခိုးရတဲ့အလုပ်ကရယ်လုတ်ကို ခိုးစားနေတဲ့ပုံစံမျိုးပြောချင်တာကစိုင်းချင်းကြီးမလေးပါဝင်ဝန်တန်းကလေးများအားလုံးရိုးရိုးသားသားကြိုးစားလောက်ကင်နေကြသူတွေရှိသလိုခိုးစားခြင်းနဲ့ကောင်းရလေအချင်းနေမွဲလို့မဟုတ်ပဲခိုးစားခြင်းလို့အချောင်းလိုခြင်းလို့ကိုဘလို့နဲ့နေခိုးစားတဲ့သူတွေရှိတယ်ဆိုတာပါပဲအဲ့ဒီတော့ကိုကတမအားစီဝါချာချာနဲ့နဖူးကချွေချိန်မချအောင်ကုံယုံလောက်လာတဲ့ကို့လောက်အားကလေးနဲ့ဝယ်ထားတဲ့ပစ္စည်းတွေ တကောလက်ထဲလွယ်လွယ်လေးပါမသွားရအောင်တရီထားဂရုစိုက်နိုင်အောင်လို့ပြန်လဲဝေမျှပေးခြင်းဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူ CCTV ကြည့်ကြည့်ရအောင်ပါဒါသူစပြီးတော့ခိုးတဲ့ပုံစံပေါ့နော်ဒါသူရဲ့ရုပ်ပါဒါသူစကားတွေရှင်းရှင်းဝေနေအောင်ပြောပါတယ်ဒါတော့သူမခိုးခင်အပုံပေါ့နော်မခိုးခင် ဒါသူစိုင်းမှာပစ္စည်းတွေလာมาတယ်အများကြီးมาတယ်มาပြီးတော့အဲဒီစပွဲဘောမှာတင်ထားတယ်သူကခိုးဖို့လာတဲ့ရည်ရွယ်ချက်ကတော့တေးကြတယ်ဗျ။ဖုန်းနေထားတဲ့နေရာနားမှာပဲသူကနေရာယူတယ်။ပြီးတော့ဒီဖုန်းနေကိုသူခဏ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 ကြည့်တယ်ပေါ့နော်။ ဖုန်းလေးကိုဘလို့နှမ်းယူရင်အဆင်ပြေရဲဆိုတာသူခဏခဏကြည့်တယ်လူလက်မလက်ကိုခဏခဏကြည့်တယ်အခုအာသွင်းထားတဲ့ဖုန်းကဒါသူပထမဆုံးအဲပါဝါကြိုးဖြုတ်လိုက်ပါတယ် and ဒီထွက်လာတဲ့ညီမလေးကလည်းဒါပစ္စည်းပေးတာကိုဒါမမြင်လိုက်ရဘူးပေါ့နော်ဟိုကောင်အာသွင်းကြိုးဖြုတ်တာနဲ့ဒီထွက်လာတဲ့ညီမလေးနဲ့ဆိုရင် မြင်မယ်ဆိုရင်ဒါမြင်နိုင်စရာပေါ့ဒါ customer ကိုအားပေးရလို့တို့ဒီလိုမျိုးမထင်တဲ့အတွက်တို့လိုပဲရိုးရိုးသားသားထင်လို့တန်ရားစိတ်နဲ့မကြည့်ရတူတွေပေါ့နော်အဲ့တော့လူတိုင်းကိုရိုးရိုးသားသားမထင်ပါနဲ့အခုတွေးလိုက်လားတွေးလိုက်လား तू ကဟိုဘက်ကိုဖုံးယူမဲ့ပုံစံမျိုးလက်လှမ်းတဲ့ချိန်မှာဒီဆိုင်ရဝန်ထမ်းကလေးမှမြင်လိုက်တဲ့အတွက် तू ကပွားတန်းတဲ့ပုံစံမျိုး ပြုလုပ်သွားပါတယ်။ဒါတေယုတ်ဆောင်သွားတာပေါ့။ကြေအောင်ကြေအောင်ကြေအောင်များဒီမှာနှစ်ယောက်လုံးကဒီနားမှာရှိတာဒီမှာချိမှာဒီဘက်မှာတယောက်ဆိုသုံးယောက်အဲ့ဒီအတော်တွင်းလေးမှာလုပ်သွားတာဗျာ။အကုန်လုံးမှာဒါ5စက္ကန့်လောက်ပဲရှိမယ်ဒီအချိန်ကနော်။ဒီရနေတဲ့ကလေးမလေးကလည်းမမြင်ဘူးဗျာ။သူတို့လည်းဒီ order ကြနေတဲ့အတွက် အဲ့အရာတွေကိုလိုက်ပြီးတော့စည်ရင်းမှတ်နေတဲ့အတွက်သတိမထားမိလိုက်ဘူးပေါ့နော်ဒီဆိုင်ကသူတို့ဒီလိုမျိုး ဖုံးပြောက်တာ၄၅လုံးတော့ရှိဘူးတယ်လို့ဆိုပါတယ်ဒီလိုမျိုးပျောက်ဖူးတဲ့အနေအထားမှာဒီလောက်တော့နည်းနည်းသူ့အနေနဲ့လွယ်လွယ်မထားသင့်ဘူးဒီထက်ပိုပြီးတော့စနစ်တကျထားသင့်တယ်လို့ကျွန်တော်တော့အကြံပေးလိုပါတယ်တခြားလူတွေရောပေါ့နော်ဒါဘယ်သူမှတခိုးဆိုတာဂျုံမပါဘူးဆိုတော့ ရှေးလူကြီးတွေပြောသလိုကျွန်တော်တို့ကိုပြည့်စည်ကိုတခိုးနဲ့လက်လန်းမိတဲ့နေရာကိုအသေးချာတင်ထားကြပါအခုကြည့်သူကဒါရောက်ကလေးက iPhone ကိုမျက်စတစ်ပြပြနဲ့ဖြစ်နေပါတယ်ဆိုင်ရှင်ညီမလေးကတော့သူ့ပုံကိုဒီတခိုးရဲ့ပုံကိုဆိုင်ရှင်မှာ benign ထုတ်ကတ်ထားမယ်လို့ပြောပါတယ် ဒါအကုန်လုံးနဲ့သိအောင်မို့သူကပြန်လည်ဝေမျှပေးခြင်းဖြစ်တယ်လို့ပြောပါတယ်။အဲသူကမှပစ္စည်းတွေထုတ်လိုက်သိမ်းလိုက်နဲ့လုံတာပေါ့နော်။အဲ့လိုထုတ်လိုက်သိမ်းလိုက်လုံရင်နဲ့ဖုန်းကိုမျက်စပစ်နေရအနေထားပေါ့။အခုကြည့်ခဲ့ရတော့စမ်းချောင်းကဖုန်းတစ်ခုကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်။နောက်လူတွေကိုယ့်ရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့ပစ္စည်းတွေတခိုးကလွယ်လွယ်လေးခိုးသွားတာခံလိုက်ရမှာဆိုလို့ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။ဆုံးထိအောင်နားဆင်ကြည့်ရှုပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ။